Riders Day ထိန်းသိမ်းခံနေရတဲ့ချိန်မှာလဆင်ကြီးထောက်ပံ့ပေးခဲ့ပေမဲ့ဂုံဖော်ပြီးတော့မပြောခဲ့တဲ့ရွှေသမီး Riders Day တွင်မြတ်တန်က2023ခုနှစ်မှာဖန်ခံလိုက်ရပြီး2025ခုနှစ်မှာပြန်လည်လွှင့်မြောက်လာခဲ့သူပါနာမည်ကြီး Rider တယောက်ဖြစ်ပြီးရုပ်ရှင်စကားများစွာကိုရိုက်ကူးခဲ့သူပါ Riders Day ကို2023ခုနှစ်မှာရန်ကုန်မြို့ကတန်လင်းမြို့နယ်မှာရှိတဲ့နေအိမ်မှာလာရောက်ရှာဖွေပြီးတော့ဖမ်းသွားခဲ့တာဖြစ်ပါတယ် Riders Day အဖမ်းခံရတဲ့ချိန်ကနေပြန်လည်လွှင့်မြောက်လာတဲ့ချိန်အထိလဆင်မပြတ်တန်းချီကုန်ကြတဲ့စေဘဝါကတွေကိုတောင်းဝန်ယူပေးသူကတော့ရွှေသမီးဖြစ်ပါတယ် Riders Day ကကျမ်းမာရဲ့အတွက် ာကိုမြန်မာငွေ3သိန်းကနေ9သိန်းကျပ်အထိကုန်ကျလေရှိပါတယ်။သွေးတိုစည်းကြိုနှလုံးရောဂါအခန့်ရှိသူဖြစ်ပြီးလဆင်ကုန်ကျတဲ့ဆေးဘူတွေကမနေပါဘူး။ Riders Day ဖန်ခန့်နေရတဲ့အချိန်ကနေလွမြောက်လာတဲ့အချိန်ထိလဆင်လာတဲ့အတွက်ကုန်ကျစရိတ်ဆေးဘူတွေကိုရွှေသမီးကတာဝန်ယူပြီးတော့ပို့ပေးခဲ့ပါတယ်။ဒါနဲ့မကသေးပဲ Super Dry ရဲ့အမျိုးသားဖြစ်တဲ့ကိုအုပ်ကကြောင်းကလည်း Riders Day ရဲ့မိသားစုအတွက်လဆင်2သိန်းကျပ်ကိုစားစရိတ်အဖြစ်ထောက်ပံ့ပေးခဲ့ပါတယ်။ ပြန်လည်လွှင့်မြောက်လာပြီဖြစ်တဲ့နောက်မှာတော့ Rider City ကသူ့အပေါ်မှာကျေးဇူးရှိတဲ့သူတွေကိုကျေးဇူးတင်စကားပြောခဲ့တာဖြစ်ပါတယ်။ Rider City ကနှစ်နှစ်နီးပါးအဖမ်းခံခဲ့ရပြီးရွှေသမီးကတော့လစဉ်ဆေးဖို့ထောက်ပံ့တာကိုဂုဏ်ဖော်ပြီးတော့ပြောခဲ့သူမဟုတ်ပါဘူး။နှစ်နှစ်နီးပါးလစဉ်3သိန်းကနေ9သိန်းအထိကုန်ကြတဲ့ငွေတွေကနေတဲ့ငွေတွေမဟုတ်ပေမဲ့ရွှေသမီးကတော့ကျေးဇူးတည်တဲ့သူဖြစ်ပါတယ်။ခက်ခဲနေတဲ့အချိန်မှာလူအများစုကတော့ရှောင်ခွာသွားလို့ရှိကြပြီးအောင်မြင်မှပဲပြန်လည်ရောက်ရှိလာတတ်ကြပါတယ်။ခက်ခဲနေတဲ့ Rider City ကိုတော့ရွှေသမီးကကျမ်းမကြီးကောင်းမွန်အောင်တူတက်နိုင်တဲ့နေရာကနေပြီးတော့ကူညီပေးခဲ့သူပါ။ဒါကြောင့်လည်းအဖမ်းခ င်ရတဲ့နည်းနည်းအကျွမ်းမှာဒိုင်ဒက်စတီကကျန်းမာနေခဲ့တာဖြစ်ပါတယ်။တချို့သောမင်းသမီးတွေကတော့နည်းနည်းလှူပြီးမြမြဂုံယူတတ်ကြပြီးမေရွှေသမီးကတော့ဂုံဖော်ပြီးတော့လည်းပြောတတ်သူမဟုတ်သလိုကျွမ်းလုံးထုတ်တဲ့သူတော့မဟုတ်ပါဘူး။ရွှေသမီးကဒိုင်ဒက်စတီအတွက်လစဉ်စေဖို့ထောက်ပံ့ပေးခဲ့ပြီးမေသူကိုယ်တိုင်ကလည်းကျန်းမာသူတော့မဟုတ်ပါဘူးရှင်။ရွှေသမီးကဒူးကနေစတင်ပြီးကျန်းမာရေးမကောင်းဖြစ်လာခဲ့ပြီးအထိုင်အထတွေကိုလည်းဘေးနားကနေတရားရောက်ကတွဲကူပေးမှရတဲ့အခြေအနေကိုပါရောက်သွားခဲ့ပူပါတယ်။ဒူးနာတာကိုစစ်ဆေးကြည့်တဲ့အခါရွှေသမီးကလေးဘက်နာရောဂါဖြစ်ခဲ့တာပါ။ဒူးနာတာကြောင့်အပြင်သွားပြစ်တာလည်းနေပါလာ ခဲ့ပြီးစကားရီကိုလည်းနားခဲ့ရပါသေးတယ်။ရွှေသမီးကအသက်30ကျော်အရွယ်သာရှိသေးပေမဲ့လေးဘက်နာရောဂါဖြစ်ခဲ့တာကအတော်ကြာနေပြီဖြစ်လို့ဆေးကလည်း3လကနေ6လထိဆွဲပြီးတော့တောင်းနေရပါတယ်။လေးဘက်နာရောဂါကြောင့်ရိုက်ကူးရည်တွေကိုနှိယောညပါလုပ်လို့ရတဲ့အခါပင်မနဲ့တံတွေမခံနိုင်တာကြောင့်ရွှေသမီးကလအနေငယ်ကြတဲ့အထိအနားယူနေခဲ့ရပါတယ်။သူကိုယ်တိုင်ကျန်းမာရေးမကောင်းတဲ့ကာလတွေမှာတော့ရွှေသမီးက Rider Stay အတွက်ဆေးဖို့ကိုထောက်ပံ့ပေးခဲ့သူဖြစ်ပြီးဂုံဖော်ပြီးတော့လည်းမပြောတာကြောင့်သူ့ရဲ့စိတ်ထားလေးကိုလေးစားနေကြပါတယ်။ ရွှေသမီးကအသက်16နှစ်အရွယ်ကလေးကမိဘကိုအမှုပြညာအလုပ်တွေလုပ်ပြီးတော့လောက်ကန်ကျွေးခဲ့သူဖြစ်ပြီးအမှုပြညာလောကထဲမှာလည်းနာမည်ပြတ်မရှိပဲတိတ်ခါရှိရှိနေထိုင်နေသူပါတေဦးဆောင်လေးကောင်းသလိုစိတ်ထားလေးကောင်းတဲ့ရွှေသမီးကိုတော့ပရိသတ်တွေကပို့ပြီးတော့သဘောကျသွားကြပါတယ်ရွှေသမီးကမပြည့်စုံတဲ့ဘဝကနေလာတဲ့သူဖြစ်တာကြောင့်မိဘကိုပို့ပြီးတော့ပြုစုလုပ်ကျွေးခြင်းနေသူဖြစ်ပြီးစကြောသက်အရွယ်ကလေးကအိမ်တော်ဦးစီးတောင်ဝင်းကိုလွှဲယူခဲ့သူပါတေဦးဆောင်လေးကောင်းသလိုစိတ်ထားလေးကောင်းတဲ့ရွှေသမီးကသူ့အကြောင်းလေးကိုထုတ်မပြောခဲ့ပေမဲ့ရိုက်တာစတီကထုတ်ပြောခဲ့တာကြောင့်အားလုံးကသိသွားခဲ့ပါတယ်ဒါပြင်စုပန်ထွားရဲ့အမျိုးသား ာကိုအုတ်ကကျော်ကိုလည်းစိတ်သောနာပြေဝါရာကြောင့်ချီကျူးနေကြပါတယ်။စူပန်ဒရာရိုမီတာစုကလဆယ်23ရက်နေ့ရောက်တိုင်းချမင်းအလူလဲလုတ်တက်တယ်လို့လိုအပ်တဲ့သူတွေကိုလည်းကူညီပေးနေသူဖြစ်ပါတယ်။မထင်ထားလောက်အောင်စိတ်ထားကောင်းနေတဲ့ရွှေသမီးနဲ့စူပန်ဒရာရဲ့အမျိုးသားကိုအုတ်ကကျော်ရဲ့အပြုတ်မှုလေးတွေကိုပြည်သက်ကြီးလို့ရောသဘောကျနေရလားဆိုတာကိုမမပြောခဲ့ပေးပါဦး။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။